ရမတခုအနေနဲ့ကတော့မဟာမိတ်ဆန်ရေးတိုးမြင့်ခြင်းမှာ sorry arabia ဟာအမေရိကန်ရဲ့ရေရှည်မဟာမိတ်ဖြစ်ပြီးသူတို့လိုအပ်တဲ့အစင်းမြက်လက်နက်တွေပေးခြင်းဖြင့်ဆက်ဆံရေးခိုင်မာမှုကိုပြသလိုခြင်းဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့အကျိုးစီးပွားပါ F35 ရောက်ချခြင်းဟာ အမေရိကန်ရဲ့ကာကွယ်ရေးလုပ်ငန်းတွေအတော့ဒေါ်လာဘီလီယံနဲ့ချီတဲ့ဝင်ငွေတွေရရှိစေပါတယ်။တတိယအချက်အနေနဲ့ကတော့တရုတ်ကိုရှင်းလင်းခြင်းမှာဒါကအရေးကြီးဆုံးအချက်လည်းဖြစ်ပါတယ်။အမေရိကန်က Sorry ကို F35 မရောင်းရင် Sorry ဟာတရုတ်အမမဟုတ် Russia စီကစစ်လက်နက်တွေလှည့်ပြီးဝယ်ယူသွားမှာကိုစိုးရိမ်နေအတော့အဲ့လိုမဖြစ်အောင်တားဆီးလိုခြင်းဖြစ်ပါတယ်။ Tran က F35 တွေရောင်းချဖို့ထောက်ခံနေဆိုပေမဲ့ F35 လေးရောင်းချရေးဟာသူ့တူအိုးတဲ့ရဲ့စုပ်ပြတ်ချက်နဲ့ ချက်ချင်းအကောင့်ထဲပေါ်လာနိုင်ခြင်းမရှိပါဘူး။အမေရိကန်ရဲ့ဥပဒေအရအစ္စရေးရဲ့စီးရဲအရအရေးအသွေးအတာစီကိုထိခိုက်စေမဲ့ဘယ်လက်နက်ကိုမှအရှိအလေပိုင်းကိုရောင်းချလို့မရပါဘူးဒီအချက်ကအတေးကအတားစီဖြစ်နေပါတယ်ဒါလည်းမကသေးပါဘူးအစစ်မြေဆက်လက်နက်ကြီးတွေကိုရောင်းချဖို့အတွက်ဆိုရင်အမေရိကန်ကွန်ကရစ်လွှတ်တော်ရဲ့ခွင့်ပြုချက်ကိုရယူရအောင်ပါပါအတူတူအဖြစ်ဒေါ်နယ်ထရန့်က F35 ရောင်းချရေးကိုထောက်ခံသူဖြစ်ပေမဲ့လက်ရှိသဘောတူညီချက်ဟာလုံခြုံရေး နည်းပညာကန့်သတ်ချက်တွေနဲ့နိုင်ငံရေးသဘောတူညီမှုများစွာကိုကြော်ဖြတ်ရအောင်မှာလဲဖြစ်ပါတယ်ခင်ဗျာ။